thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ဒေါအောင်ဆန်းစုကြည်ရဲ့စိတ်ခွန်အားကိုဥညွတ်သောအဖြစ်ပြည်သူ့ကုံရင်ကုံပြူမှုအဖြစ်ရွေးချယ်ခြင်းလို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်အာဏာရှင်ကိုဒုမထောက်ဖွဲကြက်ကြက်ခိုင်တွန်းလောင်နေတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့စိတ်ဓာတ်ခွန်အားတွေကိုဥညွတ်သောအဖြစ်2025ခုနှစ်ပြည်သူ့ကုံရင်ကုံပြူမှုအဖြစ်ရွေးချယ်ခြင်းဖြစ်ကြောင်းသိရပါတယ်2025ခုနှစ်16ကြိမ်မြောက် ပြည်သူ့ကုံရင်ကုံပြူမှုအဖြစ်လူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုရွေးချယ်ခြင်းနဲ့ပတ်သက်ပြီးပြည်သူ့ကုံရင်အသင်းဘဟု လုံမှုဆောင်ဖွဲ့ကထုတ်ပြန်ရမှာထပ်ပါအတိုင်းပြောပြခဲ့တာပါ အသက်40ကျော်ကလေးကစတင်ခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့နိုင်ငံခီးစင်မှာဆက်အာနာရှင်တွေကိုကြမ်းကြမ်းခိုင်တွန်းလှန်ခဲ့တာအခုအသက်80အရွယ်အထိတိုင်မှာပဲအဲ့ဒါဒေါအောင်ဆန်းစုကြည်ကပေးတဲ့အရေးကြီးတဲ့ message ပါ တော်လိုင်းကြီးအတွက်အရေးကြီးတဲ့ခွန်အားတရပါပြည်သူ့ကုံကြီးရဲ့ဂုဏ်ပြုမှုဟာမြန်မာပြည်သူတို့ရဲ့အတန်ပါလို့2020ရွှေကောက်ခံမန္တလေးတိုင်းလွတ်တော်မှတ်တမ်းဦးကပြောပါတယ်2025ခုနှစ်ပြည်သူ့ကုံကြီးဂုဏ်ပြုမှုဖြင့်ရွေးချယ်ခြင်းကဒေါအောင်ဆန်းစုကြည်ရဲ့ဘဝတလျှောက်လုံးမြန်မာနိုင်ငံရဲ့ပြည်သူတွေပေါ်ထားရှိရဲ့အနစ်နာခံမှုမြစ်တာတရားနဲ့နိုင်ငံ င်ဦးဆောင်မှုတွေပေါ်ကျေးဇူးတင်စကားဆိုလာခြင်းဖြစ်ကြောင်းပြည်သူ့ကောင်ရင်အတင်းကထုတ်ပြန်ပါတယ်။ မတရားဖန်ဆီးထိမ့်သိမ်းခံနေရတဲ့ဒေါအောင်ဆန်းစုကြည်ပါဝင်နိုင်ငံအကျဉ်းသားရင်းနဲ့အတူတမျိုးသားလုံးစစ်ကြုံပေါ်မှာလွတ်မြောက်ဖို့အတွက်ပြည်သူ့ကော်မတီအတင်းကြီးကဆက်လက်အားဆိုင်ကြိုးပမ်းသွားမှာဖြစ်ကြောင်းစထလောင်းကတိပြုတယ်လို့ထုတ်ပြန်ထားပါတယ်။2025ခုနှစ်ပြည်သူ့ကော်မတီကွန်ပျူမှုဖြင့်ဒေါအောင်ဆန်းစုကြည်ကိုရွေးချယ်ကြောင်း AP 22ရက်မှာပြည်သူ့ကော်မတီအတင်းကထုတ်ပြန်ခဲ့ပြီးကွန်ပျူပွဲအခမ်းအနားကိုအမေရိကန်ပြည်ထောင်စုတက်ဆက်ဌာနကွယ်မှာမေလ24ရက်ညနေ9:00မှ8:00အထိကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တရား ီအပြင်ရဲ့စောင့်ကြည့်ရေးအဖွဲ့ကြောင့်ရှမ်းမြောက်မှာစစ်ကောင်စီအသာစီရနိုင်မလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီနဲ့ MNDA တို့ရဲ့ပြစ်ခတ်ရဲစိမ်းကိုစောင့်ကြည့်ဖို့တရုတ်နိုင်ငံကပြစ်ခတ်ရဲစိမ်းမှု စောင့်ကြည့်ရေးဖွဲ့ကိုလာရှုမျိုးကိုဆင်လုပ်ခဲ့တယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရကောင်ချင်းကန်က AP 22ရက်မှာထုတ်ပြောပါရယ်မြန်မာနိုင်ငံမြောက်ပိုင်းရှိလာရှုမျိုးကနေ MNDA တပ်ဖွဲ့ဝင်တွေစုခွာပြီးရဲ့နောက် AP 22ရက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်လာပြီးဒေသဆိုင်ရာအုပ်ချုပ်ခွင့်ပြန်လည်လွှတ်မှုပေါ်သတင်းစာရှင်းလင်းပွဲမှာတရုတ်စိုးရကဖြေကြားလာတာပါစစ်ကောင်စီနဲ့ MNDA တို့ရဲ့ကုမင်းစုနေဘွဲကသဘောတူညီချက်တွေကိုအကောင့်ထည့်ဖို့ဖို့နှစ်ဖက်အဖွဲ့ရဲ့ဖိတ်ကြားချက်အရမကြသေးမီကတရုတ်နိုင်ငံကပြစ်ခတ်ရဲစဲမှုစောင့်ကြည့်ရေးဖွဲ့ကိုလာ ားရှုမျိုးကိုဆင်နွှတ်ခဲ့တာလို့ဆိုပါတယ်။ တီဖွဲ့ကစစ်ကောင်စီနဲ့ MNDA တို့ကြားပစ်ခတ်ရဲစိမ်းကိုစောင့်ကြည့်သွားမှဖြစ်ပြီးလာရှုမျိုးချောမွေစွာလွှဲပြောင်းပွင့်ရဲ့အခြေကိုမျက်မြင်သက်သေခံသွားမယ်လို့တရုတ်နိုင်ငံချိုင်းဝန်ကြီးဌာနပြောခွင့်ရသူကထောက်ပြပြောဆိုထားတာပါစီဒီအမ်ဘူကြီးစင်ရောကတရုတ်အားကိုနဲ့ကိုကန့်တင်းချုံနေမြေဒီမှာရွေးကောက်ပွဲလုပ်ဖို့တင်းစစ်ကောင်စီကဖိအားပေးလာနိုင်ပြီးနှစ်ဖက်အဖွဲ့အစည်းကလည်းအပြစ်ရဆိုင်ထားတာကြောင့် TNL ပေါ်စီရင်ရတက်ရောက်နိုင်တယ်လို့သုံးသပ်ပါတယ်စစ်ကောင်စီကတရုတ်အားကိုနဲ့ကိုကန့်ထင်းထင်းသားတဲ့နေရာဒီမှာသူတို့ရဲ့ဟန်ပြရွေးကောက်ပွဲကျင်းပနိုင်ဖို့တင်းဖိအားရ ေပေးလာနိုင်မယ်လို့ကျွန်တော်တို့မန်းဆပါတယ်လာရှုပေးပြီးတော့တစ်ချက်ပို့ဆိုတာက MND ကိုကံဖွဲ့ရင်းနဲ့အပြည့်ရဆိုင်ထားတဲ့သဘောရှိရင်အဲ့တော့ဟိုဘက်က DNL ဘက်မှာတွားပြီးတော့ PR ဖြစ်သွားတယ်ဘာလို့ဆိုရှမ်းမြောက်မှာစစ်ကောင်စီရဲ့ဥတီရန်သူဆိုလို့ DNL လို့ BPN လို့မန္တလေး PDF တို့အဲ့လောက်ပဲရှိတော့တဲ့အနေအထားမျိုးဖြစ်သွားတာပေါ့အဖွဲတစ်ဖွဲ့ရင်အပြည့်ရဆိုင်ရင်အာတော်တော်ကျသွားတယ်အဲ့ဒီဆိုင် effect က DNL ဘက်ကိုတွားပြီးတော့ပို့ခံစားရတာပေါ့လို့ဆိုပါတယ်ထိန်ချုပ်ထားတယ်လာရှုမျိုးပေါ်ကနေစုခွာခင်ရတဲ့ကိုကန်တက် MND ကမြို့ပြင်နဲ့ချေ င်းရွာတွေမှာတော့ဆက်လက်နေရယူထားပြီးစစ်ကောင်စီကတော့မြို့ပေါ်ရက်ွက်ဆနကုမှာဌာနဆိုင်ရာအုပ်ချုပ်ရေးဖွဲ့ရင်းနဲ့တပ်ဖွဲ့ဝင်တွေပြန်လည်နေရယူရမှာဖြစ်ပါတယ်။တရုတ်နိုင်ငံသားဌာနပြောခွင့်ရကောင်ချင်းကန်ကမြန်မာနိုင်ငံမြောက်ပိုင်းမှာငင်းချင်းကြီးနဲ့တည်ငြိမ်ရေးကိုထိန်းသိမ်းရမှာတရုတ်နိုင်ငံရဲ့အပြုသဘောဆောင်တဲ့အခမ်းကဏ္ဍကိုနှစ်ဖက်အဖွဲ့ကကျေးဇူးတင်တယ်လို့ဆိုပါတယ်။လက်ရှိမှာတရုတ်နိုင်ငံကအစီအလွတ်ထားတဲ့ပြကတ်မှုရစဲဆောင်ကြည့်ရေးဖွဲ့ကလာရှုမျိုးကနေထွက်ခွာခြင်းရှိမရှိမသိရသေးတယ်လို့မြို့လွယ်ပြောင်းရေးနဲ့ပတ်သက်ပြီးစစ်ကောင်စီနဲ့ MND တို့သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ရှမ်းမြောက်ရှိအရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာလားရှုမျိုးကို MND နဲ့ပူးပေါင်းဖွဲ့တွေက2024ခုနှစ်ဩဂုတ်လဆန်းမှာတိမ့်ပိုက်ခဲ့ပြီးရဲ့နောက်ပိုင်းတင်ယုံဆူရကတိုက်ပွဲရတန်ဖို့ဖိအားပေးခဲ့ပါတယ်။ MND ကိုပြန်ငါပြန်နဲ့လားရှုမျိုးကနေမဆုံမချင်းတင်ယုံဆူရကအရင်ယူခဲ့တာကြောင့်နိုင်ငံရေးဆွေးနွေးပို့ကြီးညာခဲ့ပြီးဖြေလျှော့မှုတချို့ရှိခဲ့ပါတယ်။ဇန်နဝါရီမှာတော့တင်ယုံဆူရညှိနှိုင်းပေးမှုအရကုမင်းမျိုးမှာစစ်ကောင်စီနဲ့ MND တို့တွဲဆောင်ဆွေးနွေးခဲ့ပါတယ်။ဆွေးနွေးမှုရလဒ်အရနှစ်ဖက်အပြည့်ရစိန်ရေးသဘောတူစာချုပ် က်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့တရုတ်စိုးရဘက်ကထုတ်ပြောခဲ့ပြီးလက်ရှိမှာတော့ MNDA ကလာရှုံမျိုးကနေစုတ်ခွာဖို့ဖြစ်လာပါတယ်စစ်ကောင်စီအနေနဲ့စည်ရင်းရရှုံးနေပြီးမြေတရုတ်ပြည်အားနဲ့လာရှုံမျိုးကို ပထမဆုံးဝင်ရောက်ခွင့်ရတာမျိုးတတိထားရမယ်လို့စီဒီအမ်ဘူကြီးစင်ရောကထောက်ပြပါတယ်စည်ရင်းရရှုံးနေမှုတွေရှိပြီးမြေတစ်ဖက်ကအင်အားကြီးတရုတ်နိုင်ငံရဲ့ဖိအားနဲ့လာရှုံမျိုးကိုပထမဆုံးစဝင်လာတာပေါ့ဒါပေမဲ့စစ်ကောင်စီရဲ့ခေါင်းဝင်ကိုစံပြူဟာကတတိထားရမယ်အခုလည်းဖိအားပေးတောင်းဆိုမှုတွေရှိနေလို့ကြားသိနေရပြီး MND နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေတော်လိုင်းဖ ဖွဲ့တွေဘယ်လိုတုံ့ပြန်မလဲဆိုတာဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့လို့ဆိုပါတယ်။ တရုတ်ဆိုရကတော့ကုမင်းဆွေနေပွဲပြုလုပ်နေစဉ်လုပ်ငန်းစဉ်ဒုတက်အောင်ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းမှာစစ်ပွဲတွေရတံပိုးအတွက်ဆွေနေပွဲတွေလှုပ်ဆောင်သွားမယ်လို့သတင်းစာရှင်းလင်းပွဲမှာအသိပေးထားတာပါ။ဒါပြင်မြန်မာနိုင်ငံကဗတ်အတီတီနဲ့အတူတရုတ်မြန်မာနယ်စပ်ငင်းချင်းနဲ့တင်းငင်းကိုပူးပေါင်းဆောင်ရွက်သွားမယ်လို့တရုတ်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်းရုံးကထုတ်ပြန်ထားပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့ corporate တနယ်လုံးတိုက်ပွဲပြင်းထန်ပြီးမြို့ကိုတော်လိုင်းတက်မြန်ဝန်းရံပိတ်ဆို့ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရင်ခွဲတော်စကန်အပါဝင်စစ်ကောင်စီစကန်ချိုတော်လိုင်းတက်များတင်ပိုင်ထားတယ်လို့သိရပါတယ်။ကွန်ကရစ်ဒေသမှာစစ်ကောင်စီတပ်သားအများအပြားအလင်းဝင်နေလို့သိရပါတယ်။ကရင်ပြည်နယ်တပ်မဟာကြောင့်နေမြေတွင်တိုက်ပွဲများပြင်းထန်နေပြီးတော်လိုင်းတက်များကစစ်ကောင်စီရဲ့ရင်ခွဲတော်စကန်အပါဝင်တက်စကန်ချိုတင်ပိုင်ရရှိကကွန်ကရစ်မြို့နယ်ကိုလည်းဝန်းရံပိတ်ဆို့ထားကြောင်းတင်းရင်းမြစ်တွေကပြောပါတယ်။ကရင်မျိုးသားစီယုံ KNU ရဲ့တက်မဟာကြောင့်နေမြေရှိကွန်ကရစ်မြို့ဝင်းကျင်နဲ့ကွန်ကရစ်မြို့မှာဒေါနာတောင်တောင်ပေါ်တောနောရေတကွန်တီနေရာယူထားတဲ့အောင်စင်ရစစ်ကြောင်းကိုမျိုးသားလူမျိုးရေးတက်မရော KNU န်လင်း PDF ပူပေါင်းတပ်တွေကအပိုင်းလိုက်ဖြတ်တောက်ပြီးယခုရက်ပိုင်းအတွင်းအဆိုပါနေရာတွေမှာနေစဉ်တိုက်ပွဲများပြင်းထန်နေလို့ကရင်စင်ကြီးတရင်ရင်မြစ်ကပြောပါရယ်ကွန်ကရစ်မြို့တောင်ပိုင်းနဲ့မြောက်ပိုင်းနေရာတွေမှာတိုက်ပွဲတွေပြင်းထန်နေပြီးကွန်ကရစ်နဲ့ကြုံတုံးမြို့လမ်းပိုင်းတခြားမှာလည်းတိုက်ပွဲပြင်းထန်နေလို့ကရင်စင်ကြီးတရင်ရင်မြစ်တွေကပြောပါရယ် ဒါအပြင်တော်လိုင်းအပူပေါင်းတပ်တွေကကွန်ကရစ်မြို့ကိုဝန်းရံပိတ်ဆို့ထားတယ်လို့အဆိုပါဒေတာရှိ PDF တရင်မှုတောင်းကပြောပါတယ်ကျွန်တော်တို့မြို့ကိုပတ်ဝိုင်းထားတယ်နောက်ပြီးသူတို့ရိတ်ခါလမ်းကြောင်းခင်းရံလမ်းကြောင်းတွေကိုအဓိကဖြတ်တောင်းလိုက်တယ်လို့အဆိုပါတရင်မှုကပြောပါတယ်ပြီးခဲ့တဲ့လင်းရခန့်ကကွန်ကရစ်မြို့အဝင်ရှိစစ်ကောင်စီရဲ့ MS နဲ့စစ်စင်ကိုကဲမှုဌာနချုပ်အနီးမှာတိုက်ပွဲရက်ဆက်ပြင်းထန်ခဲ့ပါတယ် အဆိုပါနေရာအနီးရှိစစ်ကောင်စီရဲ့ရှင်ကွေးတော်စခန်းကိုလည်း KNL နဲ့ PDN ပူးပေါင်းတပ်တွေကသိမ်းပိုင်ရရှိခဲ့ကြောင်းခရင်စင်ရေးတရင်အရင်မြေတောင်းကပြောပါရင်ရှင်ကွေးတော်စခန်းကကြာပြီး၃လရက်ရှိပြီးလွန်ခဲ့တဲ့၅ရက်ရလောက်ရှိပြီလို့၎င်းကပြောပါရင်ဒါအပြင်ကော့ဂရင်မြို့ဝင်းကျင်နဲ့ကော့ဂရင်မြို့မှာဒေါနာတောင်ပေါ်တောင်းတော်ရေတကွန်ဒီနေရာယူထားတဲ့အောင်စင်ရစစ်ကြောင်းကို KNL နဲ့ PDN ပူးပေါင်းတပ်တွေကအပိုင်းလိုက်ဖြတ်တောင်းထားပြီးယခုရက်ပိုင်းတွင်အဆိုပါနေရာတွေမှာနေ့စဉ်တိုက်ပွဲများပြင်းထန်နေရလို့ခရင်စင်ရေးတရင်အရင်မြေတွေကပြောပါရင်လက်ရှိအောင်စင်ရစစ်ကြောင်းရဲ့အနေ င်းထားမှာရှေ့ပိုင်းအလယ်ပိုင်းနဲ့နောက်ပိုင်းမှာအချင်းချင်းမကူနိုင်တော့တဲ့အခြေအနေဖြစ်နေရလို့လည်းကရင်စင်ရေးတည်င်းရေးမြက်ကပြောပါရယ်အခုအောင်စင်ရစစ်ကြောင်းဆိုတောင်ပေါ်မှာအနေအချင်းကြံနေ200ကျော်လောက်ကြံသေးတယ်အဲ့ဒီဥစ္စာတွေကတကယ်တမ်းပိတ်ဆို့မိပြီးနောက်ပြီးတော့ရေကုန်ဘတ်ချမ်းမှာရှိနေတဲ့အဖွဲ့တွေဒါတွေကကျွန်တော်တို့ကအားလုံးကိုဖျက်တောက်လိုက်ပြီးဖျက်တောက်လိုက်ပြီးဆိုတော့တို့ကဆက်တုံးမလားအညံ့ခံမလားအဲ့ဒီနှလမ်းမဲရှိနေလို့ဆိုပါရယ်ဒါပြင်ကွန်ကရစ်မျိုးနဲ့ရှိကွန်ကရစ်ကြောင်တုံးလမ်းပိုင်းမှာလည်းတိုက်ပွဲများပြင်းထန်နေပြီးတော်လိုင်းပူပေါင်းတပ်တွေကအဆိုပါလမ်းပိုင်းရှိစစ်ကောင်စီတစ်ချက် န်းစုကိုသိမ့်ပိုက်သွားတယ်လို့ပြောပါတယ်။ ကော့ဂရိတ်ကျုံတွန်းလမ်းပိုင်းရှိ၃တိုင်း၄တိုင်း၅တိုင်းစတဲ့နေရာတွင်ရှိစစ်ကောင်စီစခန်းတွေကိုတိမ်ပိုင်ရရှိထားပြီးကျုံတွန်းမြို့အနီးရှိ၉တိုင်းမှာစစ်ကောင်စီကခံစစ်ဖြင့်ခုခံနေရလို့ဆိုပါတယ်စစ်ကောင်စီဘက်ကတော့အဲ့ဒီဘက်ခြမ်းကိုသူတို့မျှော်လင့်ချက်ကတော့မဖြစ်နိုင်ဘူးဒါပေမဲ့အခုလက်ရှိကတော့ကျုံတိုးဘက်ခြမ်းကိုပြန်ပြီးတော့ခံစစ်ပြင်နေတာပဲရှိရဲခံစစ်အင်အားဖြည့်တာပဲရှိရဲဒါပြီးရင်သူတို့ကရွာတွေကိုလက်နက်ကြီးတွေပစ်ထည့်တယ်ရွာသားတွေဖုန်ကြီးကျောင်းတို့စတင်ကျောင်းတို့မှာတွားခုံလုံးကြတယ်ခုံလုံးကြတဲ့အခါကျတော့သူတို့ကလင်းရင်နဲ့ထပ်မံပုံကျတဲ့တော်တော် ော်များတယ်လို့ပြောပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့ကွန်ကရစ်မြို့မှာစစ်ကောင်စီကမြို့ကန်ပြည်သူတထောင်ကျော်ကိုတစားကန်ဖြင့်ထိန်းထားပြီး မျိုးပြင်ကိုထောက်ခွင့်မပေးကြောင်းကရင်စည်ရေးတရင်ရင်းမြစ်တွေကပြောပါရယ် KNL PDF ပူပေါင်းတက်တွင်ကကွန်ကရစ်မြို့ဝင်ကျင်ကိုပိတ်ဆို့ထားပြီးမြို့သိမ်းတပ်ဖွဲ့ဖြစ်လာတဲ့ပေါ်ကြောင်လန့်နေတဲ့စစ်ကောင်စီကမြို့နေပြည်သူတွေကိုတစားကန်ဖြစ်ပိတ်ဆို့ထားတယ်လို့ဆိုပါရယ်ကွန်ကရစ်မြို့ရှိမြို့မှဘုံကြီးကျောင်းဆရာတော်ကပြည်သူတွေကိုထောက်ခွာခွင့်ပေးဖို့စစ်ကောင်စီထံတောင်းဆိုတော့လဲစစ်ကောင်စီကလက်မခံကြောင်းကရင်စည်ရေးတရင်ရင်းမြစ်တွေကပြောကြားခဲ့တယ်လို့တရင်မှဖော်ပြပါရှိပါရယ်ရှင်